မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24ရက်တွင်ကဖြစ်ပေါ်ခဲ့တဲ့ညာဘူးချင်းအခြေအနေများမှာချင်းပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးချင်းအောင်6ဒီဂရီဆက်စီရနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးချင်းအောင်1ဒီဂရီဆက်စီရရောင်းနေခဲ့ပြီး ကချင်ပြည်နယ်မှာ နိုဝင်ဘာလရဲ့ပုံမှန်ဘူးချိန်ထက်၄ဒီဂရီဆက်စီယပ်ပိုခဲ့ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူးခြားတဲ့ညဘူးချိန်အခြေအနေများမှာဟာခါမြို့မှာ၂ဒီဂရီဆက်စီယပ်ရိုင်းလင်းမြို့မှာ9.6ဒီဂရီဆက်စီယပ်ရှမ်းပြည်နယ်တောင်ပိုင်းနန်းစံမြို့မှာ9.4ဒီဂရီဆက်စီယပ်ပင်လောင်းမြို့မှာ10.3ဒီဂရီဆက်စီယပ် ဟဲဟိုးမြို့မှာ17.2ဒီဂရီဆက်စီယက်တောင်ကြီးမြို့မှာ17.3ဒီဂရီဆက်စီယက်နဲ့ပြင်းဦးလွင်မြို့မှာ17.9ဒီဂရီဆက်စီယက်တို့ဖြစ်ကြပါတယ်။မြို့လာရွာသွင်းခဲ့တဲ့မှတ်သားဝယ်ရာမွေးရည်များမှာပူတောင်မြို့မှာ3.83လမ်းမှာကော်တောင်မြို့မှာ3.38လမ်းမှာနဲ့တထုံမြို့မှာ3.3 3.4လမ်းမှာတို့တိုက်ထွာရရှိခဲ့ပါတယ်။ ီကနေ့နေ့လဲတနအိခွဲချိန်မိုးလေဝသကြိုးလူမှဖမ်းယူရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်ကင်းစစ်တလောင်းရှိနေပြီးဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေတာကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တက်တက်မှတိတ်ထူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းစွန်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်တက်တက်မှတိတ်ထူထက်နေပြီးကြံဒေသတွေမှာတိမ်နှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်အခုတွေ့မြင်နေရတဲ့တိမ်တိုက်ကတော့ တောင်တရုတ်ပြည်နယ်မြန်မာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖောင်းအောင်ကြောင့်ပဲဖြစ်ပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းဖောင်းအောင်ဟာအရှေ့မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးဒီကနေ့ညနေပိုင်းမှာတရုတ်နိုင်ငံ ထိုင်ဝမ်ကျွန်းကိုစတင်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာလေပြင်းများနေတာကို တွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာ မြမကံရတဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေကရှိနိုင်ပါတယ်။မနှက်ပြမနှက်အထိခံမှန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝီတိုင်းဒေသကြီးတို့မှာတိမ်အစ်တင်ဖြစ်ထွန်းပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ားနဲ့နီးတော့ရတော့မင်းအဖြစ်မင်းအထီမိုးလီဝတာချီနေခမန်းချက်မှာအများဖြင့်သားရပါမယ်အနေဆုံးဦးချိန်မှာ22ဒီဂရီဆက်စီယက်82ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဦးချိန်မှာ33ဒီဂရီဆက်စီယက်97ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နီးတော့ရတော့မင်းအဖြစ်မင်းအထီမိုးလီဝတာချီနေခမန်းချက်မှာတိမ်တိမ်ဖြစ်ထွန်းပါမယ်အနေဆုံးဦးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်နဲ့ အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီယက်95ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဒီတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသချင်းနေခန့်မှန်းချက်မှာအများအပြားသားရပါမယ်။အနည်းဆုံးဘူးချိန်မှာ20ဒီဂရီဆက်စီယက်68ဒီဂရီ ဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆက်စီယက်93ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလင်းဝတ္တာနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။